မြို့ပေါ်မှာနေတိုင်းရေပေါ်စီလာ1027 system ရေပထမလှိုင်းပြီးတဲ့နောက်တအီအီပြိုဆင်းလာတော့စီရေးကျင်တွေကိုကာမိရန်စစ်ကောင်စီကစစ်မှုထမ်းဥပဒေကိုအသက်ပြန်သွင်းပြီး2024 February တွင်စတင်အာဏာတည်ကျင်သုံးလိုက်ပါတယ်ထို့နောက်မဆိုင်မတော့ပင်စစ်မှုထမ်းအပတ်စဉ်တင်နန်းများဖွင့်လှစ်ကလူဝင်အားအတင်းအကျပ်စုဆောင်းပါတော့တယ် တို့ဖြင့်လူငယ်များပေါ်တာဆွဲခံရသည့်ဘဝသို့ရောက်ကြရပါတော့တယ်။ယခုနောက်ပိုင်းရှည်တန်းတိုက်ပွဲများတွင်အန်စီရမိသောစစ်ကောင်စီတပ်သားများတွင် အတင်းအကျပ်ဆူဆောင်းခံရသော လူငယ်များကို တွေ့မြင်လာရပါတယ်။အထို့ကလည်းဖမ်းဆီးခံရသည့်အဆင့်ကိုမရောက်ရှိတော့ဘဲရှည်တန်းနေရမှာပြီးသိဆုံးသွားကြပါတယ်။ဤသို့ဖန်စီကံလူငယ်များ၏သတင်းပုံများဆိုရှယ်မီဒီယာများပေါ်တွင်တက်လာတိုင်း ဘာဝအလျောက်အချက်အမျိုးမျိုးပြကြပါလေလွန်ခဲ့သည့်ပိုင်းကကရင်နီပြည်နယ်ဤခြေတန်းတနေရာတွင်အန်စီရာမီသောစစ်ကောင်စီတပ်သားများနှင့်မန္တလေးမြို့ပေါ်ကဝက်ရှော့ဆရာစုတို့ရောက်ပါလာပါတယ်ထိုပုံများကို သူ့ရဲ့မိသားစုဝင်များကလိုင်းမော်တွင်တွေ့ရှိပြီးနောက်သက်ဆိုင်ရာဒေါ်လာရင်းအင်အားစုများသတင်းမီဒီယာများကိုအတိအပြည့်အကြောင်းကြားကသတ်မှတ်ပြဖို့ကောင်းကောင်းမွန်မွန်ထားဖို့မေတ္တာရက်ခံပေးကြပါရစေ။ စစ်စစ်တော့ထိုလူမှာမိသားစုကိုလုံကျွေးနေသူတမီလေးတယောက်ရှိသူ အပြင်သွားချိန်တွင်စစ်ကောင်စီတပ်၏အတင်းကျပ်အန်စီခေါ်ဆောင်ခြင်းခံခဲ့ရသူခုနောက်မိသားစုနဲ့လုံလုံဆက်သွယ်မရတော့ယခုမှတရင်တပ်ပုံများကတဆင်မိသားစုကစုံစမ်းတရှိလာရခြင်းဖြစ်ပါတယ်ဝမ်းနဲ့ကြေကွဲဖို့လည်းကောင်းပါပါတယ်သူကဲ့သို့ကြွယ်ဝဲဇလန်းများဟာသူတပုတ်သေးတော့မဟုတ်ပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးဤဇလန်းများလည်းဖြစ်နေပါတယ်။ထို့ကဲ့သို့ ဖန်စည်းခံတရင်များအောက်တွင်သူကလည်းစုတ်သက်နာတနာကြသူကလည်းဝေပန်ပိုင်းချပြကြသလိုသူကလည်းပြစ်ခါခါနစ်နစ်နာနာပြီးဟောကြတတ်ပါတယ်။ခံဖို့တေဖို့ညဘော်ကရေဘော်စီတွေစသဖြင့်ပေါ့ဗျာ။ဤနေရာမှာအမြင်မျိုးမျိုးရှိနိုင်သည်မို့ထိုထင်းမြင်ချက်များကိုမဆွေးနွေးလို့တော်လဲ။ ရေပေါ်သည်သိုသည့်ကိစ္စကိုတော့ဇွေနွေချင်ပါတယ်ရေပေါ်သည်သိုသည့်စကလုံးဘယ်လိုဘယ်သို့ဘယ်ချိန်ကပြန့်နှံ့လာပါသလဲ2021နှစ်ဝက်ကျော်2022အစလောက်ကစတင်ကဟန်ရှိပါတယ်တိုင်းပြည်လုံးဆွေးတော်ကရောက်နေရခြင်းလူငယ်တွေတော့ကိုသွားကြခြင်းအလုတ်ကံမပြက်ပျော်မြေပါမြေသွားမြေလာမြေလူများကိုရင်းညွဲကခေါ်ညွှန်းခဲ့ကြဟန်ပါတယ်မှန်ပါတယ် ထိုစဉ်ကလေးကဘသူသေးသေးငတိမာရင်ပြီးရောဆိုသူတွေမာတို့ဘဝမာတို့ကဘာကပနေရင်ပြီးရောဆိုတဲ့သူတွေရှိခဲ့ကြပါတယ်ထိုသူတို့မှာဘာသွားလိုက်ကလတ်တလိုက်ပြသွားចောင်းတက်လိုက်ပြီးရင်ဓာတ်ပုံရိုက်လိုင်းမော်တင်လိုက်နေနေသားတယ်လို့နေခဲ့ကြပါတယ်စကောင်စီဘုံကျဲတိုက်ခိုင်းမှုကြောင့်ဘာဗနရွာပျက်စီးသွားတာသူတို့မသိပါ အကျံပတ်တက်ပြမှုကြောင့်လူဘဏ္ဍထောင်ပြေးသွားတာသူတို့မသိပါ ဘိုးမဲ့အိမ်မဲ့စားမဲ့တောင်းမဲ့ဘဝဖြစ်ကစစ်ပြေးဒုက္ခတွေတန်းကြီးရှိလာတာသူတို့စိတ်ဝင်စားတိဖို့လည်းမလို့ဒီလည်းမသိချင်းသူတို့တော့ကတော့အနေစားချောင်ပျော်ရခဲ့ရရွာရထရလည်းရင်နဲ့လုံလောက်ဖြစ်ပါတယ်သူတို့တွေကမျိုးတွေပေါ်တွင်ရှိပါတယ်အထူးသဖြင့်မျိုးကြီးပြာကြီးတို့နေရာများမှာဧကန်စင်စစ်ရှိပါတယ်သို့တော့သို့တော့ ိုကဲ့သို့လူဒန်းစားမှာလူနည်းစုဖြစ်ပြီးကို အလေးနဲ့သတိပြုမိဖို့လိုပါတယ်။ကြံတဲ့လူများစုအထူးသဖြင့်လူငယ်များစုမှာကိုလူဒန်းစားများတွင် မပါဝင်သည်ကိုတည်တည်ချာချာစမ်းသစ်ကြည့်ဖို့လိုပါတယ်။အကောင်းဆုံးစစ်ဆေးနည်းကတော့တင်းရဲ့ဘေးပတ်ဝန်းကျင်ကလူငယ်များတင်တို့မျိုးကလူငယ်များကိုအကဲခတ်ကြည့်ခြင်းဖြစ်ပါတယ်။ကုန်သွင်းလုံးအစမတန်မြင့်တက်လာခြင်း အလုတ်ကန်ရှားပါလာခြင်းပထွက်ခွာခွင့် ိတ်ပင်ခြင်းတို့ကြောင့်ထိုလူငယ်အများစုမှာအများပြည်သူဤသူဒုက္ခပင်လေဝေနေကြသူများဖြစ်ပါれ။မိသားစုတွေညီကိုမောင်နှမတွေအတွက်မိအိုဖအိုတွေဘဝရှင်တန်ရက်ဒီရေးကိုစူးစမ်းရုံးကန်နေရကြသူများဖြစ်ပါれ။ရိုးရိုးရုံးကန်နေကြရသူများမဟုတ်ပါ။အချိန်မရွေးအန်းခံရနိုင်သည့်အခြေအနေတွေစုံစုံစားစားရုံးကန်နေကြရသူများဖြစ်ပါれ။တို့တို့အပြင်ထွက်လိုက်လျင်အန်းခံရရန်90ရာခိုင်နှုန်း ဖေးချနေသည်ကိုလူပြနေမည်သူမဆိုသိကြပါဗျ။နေ့တွင်ကြောက်လန့်ရသလိုညဆိုလျင်လဲဟော်တာဆက်ဘက်အဖမ်းခံရသူတွေမှာမနေမနောပါ။ဒီလိုခစ်ဆိုးစနစ်ဆိုးချလူပြမှာရုံးကန်ရှင်းတန်းနေကြရသူများဖြစ်ပါတယ်။အချို့ကစသဖြင့်အချို့ကစာတင်အချို့ကဇလံမျိုးမျိုးပေါ့ဗျာ။အများမကသူတို့တွေမှာလဲတစ်ဖက်ကစားဝတ်နေရေးအတွက် ရုံရင်းကန်ရင် လုံခြုံရေးအတွက်လည်းစီပူနေရသည့်တိုင်အခြားတစ်ဖက်မှာလည်းမိမိတို့နိုင်ရာတာဝန်ကိုထမ်းရင်းဒေါ်လာကြီးကိုအားဖြည့်ပေးနေကြသူများလည်းရှိပါတယ်။တရားသည်မှာထိုလူငယ်အများစုသည်စီရီယံလုံထားကြသူများဖြစ်ပါတယ်။ထိုလူငယ်များကို ရေပေါ်စီဟုခေါ်သည်မှာခေါ်ထိုက်ပါသလို။ဒုတိယပြဿနာမှာဩဟာရပြဿနာဖြစ်ပါတယ်။မြမပြည်တွင် ဆရာဆရာကြီးများဟိုသူများကဆရာလှုပ်ချင်သည့်သောဖြင့်စကလုံးများကိုထင်းလို့ဘုံဘောလောသုံးဆွဲကထင်းတိုင်းကျက်စိတ်ကပ်ဘုဇလူအ내ကောက်ယူသည့်ကိစ္စဖြစ်ပါတယ်။ထာဝရဘုရားရှိကြောင်းအယုံကြည်သူဆိုသည့်အ내တို့သည်အတနက်ဆိုသည့်စကလုံးကိုဘာသာမဲ့ဆိုပြီးပြန်ခြင်းပြန်ရပါတယ်။ဖုန်ဤသူမတရားသဖြင့်တင်ထားသည့်မြို့ကိုတော်လန်ကြီးဘတ်တော်သားတွေက ပြန်လည်သိယူနိုင်ခြင်းကိုလည်းစိုးအားဟုခေါ်ကြပါတယ်။စိုးအားဆိုဒီမှာကွန်ပျူတာမဟုတ်ဝန်ဆောင်မှုတွေကိုဝယ်ယူသူတွေကဝယ်ယူပါပြီဖြစ်တဲ့အတွက်နောက်ထပ်ဘာမှမကြံတော့ဟုဆိုသည့်အတိတ်ပဲဖြစ်ပါတယ်။အခုလည်းလာပြန်ပါပြီ။ရေပေါ်စီတဲ့။ဘာလဲရေပေါ်စီ။မာဘီဒန်ကိုကောက်လန်ကြည့်ပါရေပေါ်စီကိုဘလို့အိတ်ပဲဖိထားတယ်လေစူးစမ်းကြည့်ပါမာဘီဒန်ဖွင့်ဆိုချက်ရရေပေါ်စီဆိုဒီမှာ အရေးချင်းအစ်မှန်မရှိသူဟုအတိတ်ပဲထွက်ပါတယ်။ဒါဆိုရင် English ကလုံး elite ကိုပြောချင်တာလား။ elite ကိုသူ့ဆရာကြီးတွေကရေးဖို့စီဟုဘာသာပြန်ခဲ့ပို့တော်ချင်ဖြစ်ပါတယ်။အဲ့ဒီ elite ဆိုဒီမှာလဲလူဖွဲ့စည်းအတွင်းခြားသူတွေချက်ဒနာဥစ္စာပညာအာဏာဩဇာပိုင်းမှာတာလွန်သည့်လူအုပ်စုတစ်ခုကိုဆိုလိုပါတယ်။ဒီတော့ဒီအချက်တွေကိုထောက်ရှုပြီးတော့ ရုပ်ပြမှာနေနေသူဘဝရည်ရည်ရုံးကန်နေရသူတွေအတွက်အမပြေမှုအမျိုးကြားကလူငယ်များစုကိုရေပေါ်စီးခေါ်တီမှာထိုက်တန်ပါရလောသင်ရဲ့ဘေးပတ်ဝန်းကျင်ကသင်ရဲ့မျိုးကလူငယ်အများစုကိုနိုင်ရှင်ကြည့်ပါလေတမိုင်းဆိုတာနိုင်ငံစာပါ1995မှ1996ခုနှစ်တွင်ကမ္ဘောဒီးယားတွင်ပိုပော့ဦးဆောင်သောခမာနီအစိုးရတက်လာခဲ့ပါတယ် ထိုစဉ်ကာလအတွင်းမှာလေယာစိုက်ကိုရေးချီခံသောကွန်မြူနီဥပဒေတစ်ခုထူထောင်ဖို့ကြိုးပမ်းခဲ့ကြပါတယ်။အာလီယော့စ်ဝါလူပြားနေလူများစုကိုကြီးလက်များသို့အတင်းကျပ်ရွှေပြောင်းစေပြီးတော့စုပေါင်းလေယာများတွင်လုံသမားများအတင်းအရမပြောင်းလဲစေခဲ့ပါတယ်။သဖြင့်အနွမ်းပြည်မြို့မှလာသောမြို့နေလူတန်းစားများကိုကြီးလက်ဒေသများသို့ပို့လိုက်ယူမကအကျင့်ပြက်ခြားစားသူများ အရင်ရှင်ပေါက်စာများဟုသမုတ်တာတိတိတတ်တာဖွဲချဆက်ဆက်ကြရပါတယ်။ဒါပြင်ဒီကောင်တွေကအရင်ဆိုးရအထုသူတွေရဲ့မြို့တွေမှာနေထိုင်ခဲ့သူတွေအရင်ဆိုးရရဲ့ရန်ရယာတီးတီးမှာပါဝင်ခဲ့သူတွေအရင်ဆိုးရနဲ့ဆက်ဆံခဲ့သူတွေဟုဆိုတာလည်းဆက်ဆက်ပြုမှုခဲ့ကြတက်ဖြစ်ခဲ့ကြပါတယ်။မြန်မာတက်ထားသူများ professional ပညာရှင်များဆိုရင်လည်းအထူးပြတ်မှတ်ထားအေးအေးယူခံခဲ့ကြပါတယ်။ဟုတ်ပြန်ရေးသမား တစိတ်ကပ်ခံရကလက်ဆဖြုတ်ခံရသောပညာတတ်ပညာရှင်တွေမနေ့မနေ့ရှိခဲ့ပါတယ်။အစာရည်သာ အမိုးကာဆမာကြီးဆောင်ဆောင်မှုချုပ်တဲ့အရေးချောင်းဒီဆုံးချသူတွေလည်းမနေ့မနေ့ပါ။ခမာနီတွေကတော့သူသူတွေကို ရေပေါ်စီလို့မတုံးလုံးပါ။ NUEA လို့ပြောရမယ်။နူရာခေါ်လူတင်များဟုခေါ်ခဲ့ကြပါတယ်။လူတစ်ဆိုသူတွေမှာ ဒေါ်လန်ရေးရဲ့ရှမ်းသူတွေဟုခမာနေတွေကခံယူပါတယ်။ကြည်လက်အခြေပြုရေယာလူဖွဲ့စည်းပြည်ထောင်ပြီးခမာနီအစိုးရတွေရှင်းချမှုတရက်ဖြစ်ရှုံရင်ခဲ့ကြပါတယ်။ဒီကဲ့သို့ကမ္ဘာသမိုင်းတနေရာတွင်ဖြစ်ပျက်ခဲ့သည့်လို့ကိုသင်ခန်းစာယူဖို့လိုပါတယ်။သို့သဖြင့်လက်နက်ကင်ပြီးဒေါ်လန်နေတော့ဒေါ်လန်ရေးအဖွဲ့ကပို့လို့ပင်တတိပြုရပါမယ်။စစ်ကောင်စီအတင်းအာရမဆူဆောင်းနေမှုကြောင့်ခြေတန်းပါလာသောလူငယ်များကိုတိုက်ပွဲတွင် ကိုကိုကိုကာကွယ်ရန်အတွက်တိုက်ခိုက်ခဲ့ရမည်ဆိုသည်ကိုနားလည်သက်ခံပါလေ။ကြီးလျင်စစ်ဥပဒေစစ်စည်းကမ်းနှင့်အမျှစီရင်ဆောင်ရွက်ကြရပါမယ်။သို့သောအချိန်နည်းပြည်တည်နေတဲ့ပြိုင်နဲ့ဖိုလ်လူများကိုဘာကြောင့်ခုကဲ့သို့ဖြစ်လာသည်ဆိုသည်ကိုသတိချမှီဖို့လည်းလိုပြန်ပါလေ။မျိုးမြင်ရှိရှိဆောင်ရွက်ဖို့လည်းလိုပါလေ။အရေးကြီးဆုံးကတော့ရုပ်ပြတွင်နေသူတိုင်းရေဘော်စီဟုတ်တတ်မှတ်ကား မျက်မှန်စင်းကြီးတက်ပြီးမကြည့်ကြရင်အထူးလိုအပ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ဒီဒီမှာပေါ်ပြထားတဲ့တင်ဦးရဲ့ဆောင်းပါးဖြစ်ပါတယ်မြမပြည်သူမိသားပေါင်းလည်းအများဆုံးအေးချမ်းသာရာလွတ်လပ်ပြီးတော့ကိုယ်စိတ်နှပြမျက်မှန်ချမ်းသာရှင်လန်းပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်